ဟယ်လိုအားလုံးပဲမိင်္ဂလာပါ second minute နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာကတော့အသေးထွက်လာမယ့် emote တွေပြီးတော့ဒီ Angela ရဲ့ Anime Starlight second ဒီ Starlight Shop မှာပါဝင်လာမယ့် upgrade တွေနဲ့တခြားသော upgrade တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကဲဒါကြောင့်မလို့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လို့ like subscribe နဲ့ပြီးတော့အပိတ်ကပို့တောင်းဆိုလိုက်ပါတယ်ကဲဒီတော့ပထမဆုံးအနေနဲ့ intro တွေဘာမှမဝင်ပဲပြောရမယ်ဆိုရင်တော့ဒါအခုပြထားပေးတဲ့ emote တွေဟာဆိုရင်တော့ဒါ Indonesia ဖလပိုင်တို့မှာရောက်ရှိလာမဲ့ emote တွေဖြစ်တယ်။ဒီ emote တွေကိုရချင်တယ်ဆိုရင်တော့ဒီ TikTok web event ရောက်လာမှာပေါ့နော်။ဒီ TikTok မှာတို့ website event ရောက်လာမယ်။အဲ့ TikTok website event မှာမှ VPN ကြော်ပြီးတော့ဂုံးစင်းပြီးတော့မှရရှိမှာဖြစ်ပါတယ်။ဒီတော့ဒီ emote တွေယူတာတို့ဘာတို့ကတော့ဒီ တကယ်လို့ရောက်လာတဲ့ခါကျရင်ကျွန်တော်အနေနဲ့တင်ပြီးတော့မှာပဲဖြစ်ပါတယ်။ကဲဒါကြောင့်မို့လို့ပေါ့နော်။ဘာဖြစ်ဖြစ်ဒီ emote တွေကလုံးဝမိုက်တာဖြစ်တယ်။ဒီလုံးဝမိုက်တာဖြစ်တဲ့အတွက်ကြောင့်သေချာပါယူနေတယ်လို့ထင်ပါတယ်။ဒီတကယ်လို့ TikTok white event ရောက်လာခဲ့ရင် video လည်းတင်ပေးမှာဆိုတော့အဲ့ဒီအတိုင်းလိုက်ပြီးတော့လုတ်ပြီးတော့ယူဖို့ကြိုးချင်ပါတယ်။ ကယ်ရောနောက်တစ်ခုအနေနဲ့ကိုသွားကြည့်လိုက်ရအောင်နောက်ခုအနေနဲ့ကတော့ဒီမက်တမီယိုဆိုတဲ့စကင်တွေကိုဖီးယားရှိမှာ ဖြစ်ပါတယ်တလောက်တစ်ခါနှုံးနေပါဒီ6လပိုင်း7ရက်နေ့ကနေပြီးတော့9လပိုင်းအထိကတစ်ခါ9လပိုင်း4ရက်နေ့ကနေ9လပိုင်း29ရက်နေ့အထိကတစ်ခါပေါ့နော်နောက်ပိုင်း8လပိုင်းကနေ8လပိုင်း31ရက်နေ့အထိကတခါဆိုစုစုပေါင်း၃កောင်းစလုံးကို test တွေလုပ်ရင်ဖီးယားရှိမှာဖြစ်ပါတယ်နောက်ခုအနေနဲ့ကဒါဆယ်စီယာ event ကတော့ဇူလိုင်လ10ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ် ကဲဒါကြောင့်မလို့ဒီ sexy ာမှာပေါ့နော်ဒီ skin တွေကိုလည်းနည်းနည်းခြားပါညာဒီပြင်ထားပေးရရှိတယ်ဒီတော့တော်တော်လေးမှမိုက်လာတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ဒီ sexy ာ event မှာတော့တခြားပေါ့ဒီ gold skin တွေယူမယ်ဆိုတော့ဂုံးစင်းကြဖို့ပြောချင်တယ် trend မှာကတော့ထုံးစံအတိုင်းပဲဒီပဒိုင်းရဲ့ skin ကိုဒီ skin ဆိုပေမဲ့ဒီတာမန်ပေါ့နော်ဒီပဒိုင်းရဲ့ sexy ာ global skin တစ်ခုကိုဒီတာမန် skin ကို ဒီတန်းပေါက်မှာဖြစ်ပါတယ်နောက်ခုအနေနဲ့ကတော့ဒါကတော့ဒီ expiring event ပါဒီ expiring event ကတော့ဒီလာမယ့်ဂျွန်၁၈ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဒီ channel နဲ့ lesson ရဲ့ skin ဟာပါဝင်လာမှာဖြစ်ပါတယ်ဒီသူတို့ရဲ့ skin ကပြန်လည်ပြန်လည်ရောက်ရှိလာပါပေါ့နော်အဲ့လိုပဲပြောရမယ်သူတို့ဟာပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်ဒီတန်းတော့မှာဆိုရင်တော့ time limited epic ဒါမှမဟုတ် time limited skin နေပေါ့နော် collector ဒါမှမဟုတ် lucky box skin ဒါမှမဟုတ် uu epic ပေါ့နော်အဲ့လိုမျိုးတွေရရှိမှာဖြစ်ပါတယ် အဲဒီတော့ဗောနော်အနည်းဆုံးမရဘူးဆိုရင်တော့မာဒိုင်မွန်1200ကျော်တန်ဖြစ်တဲ့ဒီ light ဒီ light bronze skin ဗောနော် light bronze skin ကတော့ရရှိမှာဖြစ်ပါတယ်နောက်ပိုင်း bingo တကွက်လည်းရအောင်မှာပါအဲဒါကြောင့်မလို့ဒီ event ကတော့တခြားဘောက်ကောင်းစင်းတင်ပါတယ် video ငံအနေနဲ့တော့ page 1 page 2နှစ်ခါလာမှာဖြစ်ပြီးတော့ဒီ page 1မှာ15ကဒါမှမဟုတ်16ကရရှိမယ် page 2မှာလည်းအတူတူပါပဲ ဒီ15ကဒါမှမဟုတ်16ကရရှိမှာဖြစ်ပါတယ်ဒီ event ကတော့တေချပေါက်ဂုံစင်းသိမ်းတဲ့ event ပါဘာဖြစ်လဲဆိုတော့အနေနဲ့အများမဆိုစကင်တွေကတန်ပေါက်ဖို့အဲဒီကံပါတယ်ပေါ့နော်ဒီအနေနဲ့အများမဆိုစကင်ကပေါက်တာမြင်ရတယ်နောက်ပြီးတော့ပေါက်ပြီးသားစကင်ပြန်ပေါက်ရင်လည်း free ticket တွေပြန်ရအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တေချပေါက်ဒီ event မှာတော့ဂုံစင်းသိမ်းတယ်လို့ထင်တယ်အနည်းဆုံးကတော့ဒီ event ကတော်တော်လေးဥမာတန်တဲ့ event ဖြစ်တာဖြစ်တဲ့အတွက်အဲဘာမဆို ဒီဂုံးစင်းကြဖို့ပြောချင်တယ် freedom page one page two နဲ့ပေါင်းမဲ့ဂုံးစင်းမှာဆိုတော့ဒီ skin တကောင်ကတော့ diamond အနေနဲ့ဒီမြန်မာငွေ9000ကျော်6000ဝန်းကျင်တော့သုံးယူနေတယ်ဒီတန်းပြီးတော့ရနိုင်ပါတယ်ဒါကြောင့်မို့လို့ပါပဲဖြစ်ဖြစ်ဂုံးစင်းကြည့်ကြပါနောက်ပြန်ဒီ event မှာတော့ event တက event နဲ့မှာအတန်ဆုံးဆိုရင်လို့ပြောလို့ရပါတယ်ဗောနော်ဒီ transformer event ပြီးပါရင်ဒီ event ကတော့ဒီ aspire event တွေကတော့တော်တော်လေးမှတန်ပါတယ်ဘာလို့လဲဆိုတော့တန်းတော့ဖောက်လိုက်တာမှာ skin တွေ တန်ပေါက်တာဖြစ်တဲ့အပြင်မှာဘင်ဂိုတွေတန်းဝိုင်းလဲတကယ်စကင်အမိုက်ဆိုင်တွေပေးလိရှိပါတယ်ဒီနှစ်မှာကတော့ချန်ငယ်ရဲ့စကင်ကိုရှိပြီးသားလူတွေကတော့ဒီလက်စီရစကင်ရမယ်အဲနှစ်ခုစလုံးရှိပြီးသားလူတွေဆိုရင်ဘာရမှာဆိုတော့ time limited app ဒါမှမဟုတ်ရင် collector skin ပေါ့နော် time limited app လို့လာခေါ်ရတာဒါပေမဲ့အခုကတော့ lucky box skin အနေနဲ့နာမည်ပြောင်းသွားပြီပေါ့နော်အဲ skin တွေပဲရရှိမှာဖြစ်ပါတယ် carrier ပါပဲဖြစ်ဖြစ် အဲဂုံစင်းကြဖို့ပြောချင်ပါတယ်ဒါကတော့အရင်နှစ်တုန်းကဖောက်ထားခဲ့တဲ့ဟာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အရင်နှစ်တုန်းကဆိုရင်တော့ဒါ channel ရဲ့ skin ကိုတိုင်းပြီးပောက်သွားခဲ့တာပေါ့နော်ဒီတော့ဒီနှစ်မှာကတော့ဒီ luxury skin ကိုပြန်ပြီးပောက်မယ်လို့ထင်ပါတယ်အဲပောက်ကိုပောက်ပါတယ်ပေါ့နော်ဒီမရှိသေးတဲ့ skin ကတော့အများနဲ့ပြန်ပြီးပောက်နေကြပါနောက်ပြီးတော့အစ်စ်လာမဲ့ဒီ aspirant skin တစ်ခုဖြစ်တဲ့ဒီ granofia နဲ့ saver sorry granofia နဲ့ vizanaria skin ဟာဆိုရင်လေဒီလာမဲ့ 2026အစောပိုင်းမှာရောက်ရှိလာမှာဖြစ်ပါတယ်ဒါကတော့လာမယ့် season 37မှာအသေးထွက်လာမယ့်ပုံစကင် hero ပေါ့နော် hero season ပုံနဲ့ဒီ in game lobby ပုံဖြစ်တယ်နောက်ခုနေနေတာဒါကတော့ epic skin found the shop feel draw လို့ပဲခေါ်ရမယ်ပေါ့နော်ဒါပါလဲတော့မသိဘူးဒီကကတော့ဒါ အရင်တော့လာဖို့ပါတယ်အရင်တော့လွန်ခဲ့တဲ့တလားနှစ်လားလောက်တော့လည်းဒီဒီလိုမျိုး skin package ပေါ့နော်ဒီမျိုး skin package လာတဲ့ဟာလေးရှိရယ်သူက test တွေလုပ်ရင်လည်းဒီသူရဲ့တုံ့ကန်ရမယ်အဲ့လိုမျိုးတုံ့ကန်မှာဒီ skin တွေကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့မယူမိလိုက်ဖို့တော့ပြောချင်တယ်ဒီယူမိသွားရင်တော့ဒီ skin တွေကိုကန်ဆန်းနေလဲဘာမှမထူးတော့ဘူးတကယ်လို့မယူမိသေးဘူးဆိုရင်တော့ဒီ apple skin ပေါက်မှာဒါမှမဟုတ် skin တစ်ခုခုပေါက်မှာပေါ့နော်ကိုကြိုက်တဲ့ skin ပေါက်မှာယူလိုက်လို့ရပါတယ် ဲ့ဒါကြောင့်မလို့ဒီဟာကတော့အားလုံးသိပြီးကြပြီဖြစ်နေမှာပေါ့နော်ဒီမှာဆိုတော့စကင်တွေကတော့အများကြီးပေါင်းဝင်လာတာတွေ့ရတယ်ဒီတော့ best game ပဲပါပါပေါ့နော် hero တွေပဲဖြစ်ဖြစ် skin တွေပဲဖြစ်ဖြစ် item တွေပဲဖြစ်ဖြစ်ကိုကြိုက်တာဆိုရင်ယူလိုက်ဖို့ပြောချင်တယ်ကိုမကြိုက်ဘူးဆိုရင်တော့ဆက်ပြီးတော့ဖောက်ပေါ့နော်နောက်ခုနေနေတာဒါ jaw head ရဲ့ဒီ battle pass ပဲဖြစ်ပါတယ်ဒီ jaw head battle pack ကိုတော့ဒီ300ကျော်နဲ့900ကျော်ဆိုပြီးဝယ်လို့ရတယ်ဒီတကယ်လို့ကိုက900ကျော်ဝယ်ပြီးပါတယ်ဆိုရင်တငယ်ချင်းကိုလည်း900ကျော်ပို့ပေးလို့ရပါတယ်ဒါမှမဟုတ်300ကျော်ပို့ပေးလို့ရပါတယ်တကယ်လို့300ကျော်တန်းကြီးဝယ်ပြီးတော့တငယ်ချင်းကို900တန်းပို့ပေးလို့မရဘူးဗောနော်ကဲဒီမှဆိုတော့ဒါအရင်စတာဒီအရင်စကင်နဲ့ပြထားပြီပေါ့နော်ဒါမလီဇာရဲ့ဒီစကင်နဲ့ပဲဒီအော့စတာစကင်နဲ့ပဲအစားထိုးပြပေးထားတာဖြစ်ပါတယ် အဲဒီနေ့မှကတော့ဒီ Joe Hey ရဲ့ဒီ All Star Skin ဟာ Bad Pass အနေနဲ့ရောက်ရှိလာမှာဖြစ်ပါတယ်။ကြည့်ဒီတော့ဒီ All Star ဒီ Joe Hey ရဲ့ Bad Pass Skin တော့ဒီ Hobet ချက်နဲ့မှာတင်ထားပြတာဖြစ်တဲ့အတွက်အဲ့မှာသွားပြီးကြည့်လို့ရတယ်ဗောနော်။ဒီတော့ဘာပဲဖြစ်ဖြစ်အရန်ကြီးကိုမိုက်ပါတယ်။အရန်ကြီးကိုမိုက်တာဖြစ်တဲ့အတွက်အရန်ကြီးလည်းလိုက်ပြီးတော့ဒီနေ့စဉ် daily ဝင်ပြီးတော့ဒီ claim ရဖို့ပြောချင်တယ်။ claim ဆိုတာကဒီသူ့ရဲ့ဒီရရှိရဲ့ price ပူတွေဗောနော်။ဒီ လိုမျိုးလက်ဆောင်လေးတွေကိုယူကြဖို့ပြောချင်တယ်။နောက်ခုနေနေကဒီ mode update ပဲဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ဒီ season 37မှာ quick mode ဆိုပြီးတော့အသစ်ထွက်လာမှာပဲဖြစ်ပါတယ်။ဒီတော့ဒီ quick mode မှာလည်းအားလုံးဆော့လို့ပျော်လိမ့်မယ်လို့ထင်ပါတယ်။ဒီ quick mode ကတော့ဒီ hero တွေအကုန်ပါဝင်လာပါတယ်။ဒီတော့တော်တော်လေးမှလည်းမိုက်ပါတယ်ပေါ့နော်။ကြည့်ပြီးတော့အားလုံးပဲဒီ video ကတော့ဒီလောက်ပါပဲ။နောက် video တော့ပဲပြန်ပြီးဆုံတွေ့ကြပါမယ်။အားလုံးပဲ bye bye ။